မင်္ဂလာပါရှင်။ရှမ်းရဲကိုမီဒီယာကကြိုဆိုပါရစေ။ပြည်내လုံခြုံရေးနှင့်နေဆက်ရေးအဝန်ကြီးဘုံမူကြီးဆိုင်ဝင်တောင်စီမြို့နယ်အတွင်းစက်သွန်ဖြူစံပြကွက်စိုက်ပျိုးထားရှိမှုနဲ့နေဆက်ဒီသားဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းစင်ကြီးရွှေစစ်စေးတဲ့တဲ့င်းကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်ကြောက်တလုံးစီမြို့နယ်အတွင်းရှိစက်သွန်ဖြူစံပြကွက်စိုက်ပျိုးထားရှိမှုနဲ့နေဆက်ဒီသားဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုခြေနေများကိုယနေ့နေ့နက်ပိုင်းကရှမ်းပြည်နယ်ဆိုရအဖွဲ့ပြည်내လုံခြုံရေးနှင့်နေဆက်ရေးအဝန်ကြီးဘုံမူကြီးဆိုင်ဝင်ရှမ်းပြည်နယ်နေဆက်ဒီသား ာနဲ့တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှာညွန်ကြားရေးမှူးဦးရဲလွင်ဦးရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှာညွန်ကြားရေးမှူးဦးချိုနိုင်ထွန်းရှမ်းပြည်နယ်ဆေးမြောင်းနယ်ရေးအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှာညွန်ကြားရေးမှူးဦးထွန်းထွန်းဦးနဲ့တာဝန်ရှိသူများကခွင်ဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်။ရှေးဦးစွာပြည်နယ်လုံခြုံရေးနဲ့နယ်စပ်ရေးအရာဝန်ကြီးသည့်ချက်တလုံးကြီးမြို့နယ်နောင်ကားကျေးရွာအုပ်စုမှာတောင်သူဦးလှရွှေဤစက်တွင်ဖြူစံပြကွက်စိုက်ဤကတဤက ကွေအမန်330အားကြီးရှုစစ်ဆေးခဲ့ရာတောင်သူတို့ကစိုက်ပျိုးထားရှိမှုအခြေအနေများရှင်းလင်းတင်ပြခဲ့ပါတယ်။ယင်းနောက်ပြည်내ဝင်ကြီးနဲ့အဖွဲ့သည်ကြောက်တလုံးကြီးမျိုးနဲ့နောင်ကားဖူတာကနိုင်ဖက်ကွန်ညောင်ခမ်းကြေးရခြင်းဆက်လက်ကက်တရာထပ်ပိုခင်ခြင်းအားကြီးရှုစစ်ဆေးခဲ့ပါတယ်။အဲဒီနောက်နောင်ပြစ်ကြေးရအောင်စုပုံစွေပင်တခော့မူထီဖောင်း ထိဖူထီနိုလန်ကတရားကင်းစင်အားကြီးရှုစစ်ဆေး၍တခုံမူကြောင်းတိုက်စီရတော့ဗဒန္တာဝိဆက်ခနာအားသွားရောက်ဖူးမြော်ကြည်ညို၍လူဝဲဝတ္ထုများဆက်ကက်လူတိုင်းခဲ့ပါတယ်ဇလန်၍ပြည်နယ်ဝင်ကြီးနဲ့ဖွဲ့သည်နာဟီရှိနောက်ထီဖူထီနိုထီဝါမူလန်ကတရားကင်းစင်များအားကြီးရှုစစ်ဆေးပြီးလိုအပ်သည်များဖြည့်ဆွမ်းမာကြခဲ့ပါတယ်၎င်းနောက်နောင်သိန်းထီကြီးဒီတန်ချိတ်ဆက်လမ်းပိုင်းကြောက်ခင်ထရှိမှုအားကြီးရှုစစ်ဆေးပြီးထီ ီးចောင်းတိုက်စီရတော့အိမ်တော်ပါသာသွားရောက်ဖူးမြောက်ခြင်းညွေလူဝဲဝတ္ထုများဆက်ကလူတိုင်းခဲ့ကြပါတယ်။ယင်းနောက်ပြည်နယ်ဝင်ကြီးနဲ့ဖွဲ့သည့်အခြေခံပညာလဲတန်းចောင်းခွဲထီးတို့လဲ့လဲကြည့်ရှုဆွေးဆွေး၍လိုအပ်သည်များပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။